မင်္ဂလာပါ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းရှိအောင်စင်ရစေချောင်းကိုတက်ကူပေးလာတဲ့တက်မ44တက်မ55မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒေါ်လန်ရင်အင်အားစုတွေကြတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီဘက်မှတေဆုံးဒဏ်ရာရမှုတွေများပြားခဲ့တယ်လို့ Mon Liberation Army ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကြုံတို့မျိုးမှတဆင့်အောင်စင်ရစေချောင်းကိုစစ်ကူလာတဲ့တက်မ44တက်မ55မှစစ်ကောင်စီတပ်သားများနဲ့ဒေါ်လန်ရင်အင်အားစုတွေကြတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီဘက်မှတေဆုံးဒဏ်ရာရမှုတွေများပြားခဲ့တယ်လို့ Mon Liberation Army ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကြုံတို့မျိုးမှတဆင့်အောင်စင်ရစေချောင်းကိုစစ်ကူလာတဲ့တက်မ44တက်မ55မှစစ်ကောင်စီတပ်သားများနဲ့ဒေါ်လန်ရင်အင်အားစုတွေကြတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီဘက်မှတေဆုံး ခုနှစ်နာရီကြာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစကားစဘက်မှတယင်းမှုဒုတယင်းမှုတို့ဒဏ်ရာရခဲ့သလိုအယောက်30တဲ့မနဲ့လဲတေဆုံးခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲအပြီးနယ်မြေရှင်းလင်းချိန်မှာ MA1 MA2 RPG RPG အသီး RPG ပို့ရန်60မမကွန်မန်ဒိုကြီးပေါင်းမျိုးစုံကြီးမျိုးစုံကြီးကအုပ်ထုပ်များကိုလည်းတင်းဆဲရရှိခဲ့တယ်လို့သိရပါတယ်ဂျုံတို့မျိုးတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမြေပြင်သတင်းအမြင့်တူမှလည်း လက်ရှိကပွဲကနေတယ်ပွဲကလည်းဇက်တိုက်ဖြစ်နေတယ်ပွဲရှင်ရလည်းမြင်နေတယ်လို့ BBN ကိုပြောပြပါတယ်အဆိုပါစစ်စင်ရေးကို KNL မှဥဆောင်ပြီး RMA ရာမညမွန်တက်တော်နဲ့ပူးပေါင်းတပ်များကပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ Mon Liberation Army ကထုတ်ပြန်ခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမာပြည်သူလွတ်မြောက်ရေးတပ်တော် BBL ရဲ့အခြေခံစစ်ပညာသင်တန်းစဉ်အပတ်စဉ်ကိုယ်သင်တန်းစဉ်ပွဲကိုတိုင်းရင်းသားခေါင်းဆောင်များ၊ຫນွေဦးတော်လိုင်းအတွင်ပေါက်ဖွားလာတဲ့ ဒေါ်လန်ရင်ခေါင်းဆောင်များနဲ့အတူ NUG မှဒေါက်တာဇော်ဝေဆိုးလို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတန်တန်းစင်ပွဲကို2025ခုနှစ်ဇွန်လ9ရက်နေ့ကတောင်ပြည်တနေရာမှာကျင်းပခဲ့တာဖြစ်ပြီး NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုး PSLF TNLA မှဗိုလ်ချုပ်တာဖုံးကျော်ကျင်းနေပြီနဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌခွန်ဘီထူအာရခတ်တက်တော် အေအေမတပ်မှုတူ PLA မှစေဦးစည်းချုပ်နဲ့အထွေထွေတင်ရွေးမှု ABS DM မှာဒုဥက္ကဋ္ဌနဲ့ BBLA မှာကိုကယ်ရေးမှုတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။မဟာမိတ်ခေါင်းဆောင်များအနေနဲ့မတူညီသောအင်အားစုများညီညွတ်ရေးဟာတော်လန်ရေးအောင်မြင်ရန်အတွက်လိုအပ်ကြောင်းနဲ့အင်အားစုတွေကြားဟန်ကျက်ညီပါကဆက်ရနာရှင်အမြန်ဆုံးအဆုံးသတ်မယ်လို့အဓိကပြောကြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဆိုပါအပတ်စဉ်ကိုတင်နန်းစင်ရဲဘော်များကိုလက်နက်တပ်စင်ပေးခဲ့ပြီးအပတ်စဉ်နှစ်သုံးညသုံးစစ်တေသအတွက်တန်ရင်တစ်တခုကိုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ BLA တွေမှထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရှမ်းတောင်ကရင်ပြည်အဆက်မိုးပြဲမြို့တိုက်ပွဲအတွင်းမိုးပြဲပြည်သူကာကွယ်ရေးတပ်ကျွဲကြိုတပ်ခွဲမှတိုက်ပွဲပေါင်း100ကျော်မှပါဝင်တိုက်ခတ်ကြသူတွေဖြစ်တဲ့ရဲဘော်နေမင်းထွေးခဗိုလ်ချုပ်22နှစ်နဲ့ရဲဘော်အာကာထွန်းခဥက္ကာ18နှစ်တို့ကြာဆုံးခဲ့တယ်လို့သိရပါတယ်။မိုးပြဲပြည်သူကာကွယ်ရေးတပ်အမှတ်1331တပ်ရင်းတပ်ခွဲ3ကျွဲကြိုတပ်ခွဲမှရဲဘော်နေမင်းထွေးဟာမိုးပြဲမြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကိုရွရွချွန်ချွန်တိုက်ခတ်ရင်းထိခိုက်ဒဏ်ရာရခဲ့ရာ စေယုံမှာစေကုသမှုခံယူရင်းဇွန်လ18ရက်နေ့မှာတိုင်းမြင်တဲ့လူမျိုးအတွက်အသက်ပေးသွားခဲ့တယ်လို့အဆိုပါတက်ကဖော်ပြထားပါတယ်။ရဲဘော်အာဂါထွန်းခဥက္ကဟာလည်းမိုးရမြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကိုရွရွချွတ်ချွန်တိုက်ခတ်ရင်းဇွန်လ16ရက်နေ့မှာတိုင်းမြင်တဲ့လူမျိုးအတွက်အသက်ပေးသွားရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရဲဘော်နေမင်းထွေးနဲ့ရဲဘော်အာဂါထွန်းဟာ2024ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာစတင်တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပြီး မိုးပြက်မြို့တွင်တိုက်ပွဲတွေအပြင်တိုက်ပွဲပေါင်း100ကျော်မှာမဟာမိတ်တပ်တွေနဲ့အတူရွရွချွချွပါဝင်တိုက်ခိုက်ဘူးသူတွေဖြစ်တယ်လို့အတည်ပြုထားပါတယ်။ရဲဘော်နှစ်ဦးကြာဆုံးရမှုဟာများစွာသောဆုံးရှုံးမှုကြီးဖြစ်တယ်လို့ကြံရည်သူမိသားစုဝင်တွေနဲ့အတူထပ်တူကြေကွဲရပြီးတမိုင်းရဲ့အာဇာနည်သူရဲကောင်းတွေအဖြစ်အတိအမှတ်ပြုမှတ်ကျောက်တင်ကြောင်းနဲ့ဒေါ်လန်ဟေးကာလာတျှောက်မှာသူရဲကောင်း12ဦးထိပေးဆက်အသက်ဆုံးရှုံးထားခဲ့တယ်လို့ကျွဲကြိုတပ်ဖွဲ့ကအတည်ပြုထားပါတယ်။ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ